မိတ်ဆွေအားလုံးမင်္ဂလာပါလူချင်း YouTube Channel မှာကြိုဆိုပါရခင်ဗျအေးမူလုပ်ငန်းကလေမူလုပ်ငန်းကမူလုပ်ငန်းကမူစိုက်ပြီးတော့ချမ်းသာခြင်းလို့မရဘူးမူလုပ်ငန်းတည်သူကမရှိမရှားဘဝလေးပဲဖန်တီးလို့ရတာမရှိမရှားဘဝလေးပဲဖန်တီးလို့ရတာเนาะလုံးဝအချမ်းသာကြီးတိုက်ဆောင်နိုင်တယ်ကားစီနိုင်တယ်အဲ့လိုအဲ့လောက်ထိ ညှော်မှတ်ထားလို့မရတဲ့လုပ်ငန်းတွေမှာမှုပါတယ်နော်မှုသီးနှံပါတယ်ဒါကြောင့်မလို့မှုတင်တန်းနေကွာဟိုအစိုးရတင်တန်းအနေနဲ့တလားတစ်ကြိမ်နော်ဟိုတလားတစ်ကြိမ်အယောက်30လောက်မွေးထုတ်ပေးထားတယ်ငါတို့ကိုယ်တိုင်လည်းနေဒီမှာလိုက်ပို့ချတယ်နော်ဖိတ်ရင်ဖိတ်တဲ့နေရာသွားပြီးပို့ချပေးတယ်တင်တန်းသားတွေအများကြီးပဲနော်အဲ့တော့မြန်မာတနိုင်ငံလုံးမှာလူဦးရေနဲ့အနေနဲ့တွက်မယ်ဆို99.9%ကမှုစိုက်တတ်တယ် ်ပြီလားမိုးဆိုင်တတ်တယ်ကဲပြောရရင်ဒါပေမဲ့ဘာကြောင့်မိုးဆိုင်တဲ့လူကအခြားသီးနှံဆိုင်တဲ့လူထက်နည်းနေတာလဲဆိုတာအဲ့မှာအဖြေရှိတယ်လေဟုတ်လားအဲ့တော့ခုနောက်တစ်ချက်ကဒီစိုက်ထုတ်ရောင်းရောင်းတဲ့လူပဲချမ်းသာတာဆိုတော့စိုက်ထုတ်ရောင်းနေဆိုတာကအဲ့လောက်မြတ်တာမဟုတ်ဘူးအခုလက်ရှိကုန်ကျန်းစည်းတွေနဲ့တထုတ်မှာလွန်ဝကျွန်200 300ပေါ်မြတ်တာ ိုက်တော့လှုပ်တဲ့လူတွေတိတယ်ဆိုက်တော့ရောင်းတဲ့အချိန်မှာငွေလေးလုံးနေဆိုဝင်တယ်လုံးနေဝင်တဲ့အချိန်မှာကိုလှုပ်ချင်တာလေးလှုပ်ရတယ်ပေါ့ကွာဆိုလိုချင်တာနော်အဲ့တော့ငွေမလိုတဲ့လူကစိုက်တော့မရောင်းဘူးအပွင့်ပဲရောင်းတာအပွင့်ကပိုမြတ်တယ်ဒါနဲ့ငွေကနေ့စဉ်ဝင်တယ်တိအိနဲ့ဝင်တယ်ကိုပိုင်လုပ်ငန်းလေးတစ်ခုအနေနဲ့ကိုပစံနဲ့ကိုလှုပ်တဲ့လူဆိုလို့ရှိရင်တော့ငွေမျိုးတဲ့လူဆိုရင်တော့အထုံမရောက်ဘူးခေါင်းနေနောက်လို့အပွင့်ပဲထုတ်ရောင်းတာเนาะ အခုအထုပ်ကိုရပါမယ်မှားကြပါရောင်းဖို့ရှိပါတယ်ဆိုတော့တင်နေတဲ့လူတွေကလည်းသူတို့မှာစိုက်တုတ်ကြီးအခုတော့ဝယ်ကြီးတထောင်တထောင်တော့ဝယ်ကြီးသူတို့မရောင်းနိုင်ဘူးအော်ဒါပဲကောက်တာဘယ်နေ့ကြမှာရမယ်တလားကြာချင်းတလားကြိုချင်းချင်းပဲမချင်း15ရက်ချင်းပဲရက်20ချင်းပဲထားပါတော့အဲအဲ့လိုရက်ချင်းနေပေးပြီးဆင်ရန်တောင်းမယ်ဆင်ရန်တောင်းပြီးမှရောင်းတာအဲ့ဒါကိုကိုတိုင်းနဲ့လှုပ်နေတာနော်အရင်ဆုံးစိုက်ထုတ်ကရောင်းဖို့အတွက်ကိုတီးတန့်လှုပ်ထားတာစိုက်ထုတ်မရှိဘူး မှားမှလုပ်ပြီးတော့တာအဲ့ဒါတောင်မှပဲကိုယ်တွေဆိုလို့ရှင်မလွဲမရှောင်သာလူနိုင်နေပဲလုပ်ပြီးတော့တာအခြားသူဆိုမရှိဘူးပဲပြောလိုက်တော့တာမရောတော့ဘူးဘာဖြစ်လို့ဆိုလို့ရှင်အပွင့်ထော်ရောက်တာပိုကြိုက်တယ်အထုတ်ရောက်တာလည်းဆိုင်လေအထုတ်ရောက်တာတာဝန်မှုတာဝန်ခံမှုတွေလည်းရှိသေးတယ်မင်းရှာအထုတ်ဝယ်သွားတာမပွင့်ဘူးလို့အထုတ်ဝယ်သွားတဲ့လူကလက်တလောက်ကူးမှစဆိုင်တယ်ဆိုလို့ရှင် तू ကမပြုစုမယူရတဲ့နော်ပိုရဲ့အကြိုက်ကိုမသိဂျီလောက်ဆိုင်ရင်ထုတ်ထွက်မယ်ပဲသိတာအဲ့ချိန်ကျလို့ရှင်ပြဿနာအများကြီးရှင်းရတယ် နော်အပွင့်ရောင်းတာပြဿနာရှင်းစရာမလိုဘူးနော်ဒါကြောင့်မလို့အပွင့်ပဲရောင်းတာစိုက်တို့လုံတိုင်းစိုက်တို့လုံရောင်းတိုင်းမချမ်းသာဘူးဒါပဲနော်ကောက်ရိုးနဲ့စိုက်တို့လုံမယ်ဆိုလို့ရှိရင်တော့ကို့စနစ်ကကောက်ရိုးတွေကိုလက်တက်စလောက်ကလေးတဆင်းတာအဲ့ကြမှာတရားထုထောင်းပြီးတော့မှထဲ့တဲ့အချိန်ကျတော့ဘာဖြစ်လဲဆိုတော့သူကအထုပ်လေးချိန်စီးတာပေါ့အထုပ်လေးချိန်စီးတော့အပွင့်များများထွက်တာပေါ့နော်အဲမထူမထောင်းမနဲ့ဒီတိုင်း ရေစိမ်ပြီးတော့အချောင်းလိုက်ကြီးတွေထည့်မယ်ဆိုလဲထည့်လို့တော့ရတယ်နော်ဒါပေမဲ့အဲ့ဒီနီးစနစ်ကိုမကြိုက်ဘူးဘာဖြစ်လို့အဲ့ဒီနီးစနစ်ကိုမကြိုက်တာလဲဆိုတော့အချိန်တန်ကျတော့မှုစိုက်ထုတ်ကထိတ်တွေမှာသူကတင်းသွားလေတင်းသွားပြီးတော့ချစ်တဲ့ချစ်ရမယ့်အချိန်လေးရှိတယ်ဘာလို့တင်းသွားတယ်ဆိုတော့မှုနှုံဝင်းနှုံဝင်းနှုံဝင်းနှုံအဲ့မှာအမြင့်တွေကျန်ခဲ့တာအမြင့်တွေကျန်ခဲ့တယ်ပြီးလို့ရှိရင်အဲလေတိုက်ထားလို့ဘာလို့ကြောက်သူကထိတ်မှာအဲဟိုမှုထုတ်ကမှုပွင့်ရဲ့မှုပွင့်ထွက်မဲ့နေရာလေးတွေမှာ မလိုင်းလေးတဲ့လေပြီးလေပြီးရောဘာဖြစ်လဲဆိုတော့အဲ့မှာမာသွားမာသွားတယ်အဲ့ဒီမာသွားတဲ့အသားတွေကိုတို့ကချစ်ထုံမှာအောက်ကမှုမျိုးကပြန်လိုက်လာမှာနော်မှုမျိုးကပြန်လိုက်လာမှာအဲ့လိုချစ်ထုတ်တဲ့အချိန်ကြာရင်ခုနအချောင်းလိုက်ကြီးတွေကလည်းလည်းပြဿနာရှိတယ်ချစ်တခါနဲ့အချောင်းလိုက်ကြီးတွေထွက်လာနော်အဲ့တော့ခုနတို့အစာလေးတွေကြတော့ရှင်တို့ကချစ်ထုတ်လိုက်လို့ရှင်အစာလေးပဲထွက်သွားတာအထက်ကမှုမျိုးဆိုလိုချင်တာအထက်ကမှုမျိုးတွေတိတ်မပြုံးလीဘူးပေါ့ เออเอไอ้ไอ้สนีนักคู่มาတော့เออဟိုဆို sorry ခုနကအချောင်းလိုက်ထဲတာနဲ့ခုနကတော့ဆင်းထဲတာမှာအဲ့ဒါအဲ့ဒီနေရာလေးတော့ကွာခြားမှုရှိတယ်เนาะကျန်တဲ့ထွန်းနှုံးပါညာခုနကတော့နာနာထုလေထောင်းလေအဲဟိုအထုတ်ကအတရင်အလေးချိန်စီးလေအပွက်ထွန်းနှုံးမှာများလေပဲလीเนาะအဲ့တော့တပိတ်တာစိုက်ထုတ်လောက်ထားပြီးဟေးဆိုလို့ရှိရင်ဟို90တာဝင်ရင်တော့ထွက်တယ်เนาะ90တာဝင်ရင်တော့ထွက်တယ်အဲ့အဲ့ဒါကတော့သူက ော်တော်များများအထုတ်တန်းရထွက်ပေးတဲ့အလေးချိန်ပေါ့နော်အဲ့လိုအဲ့လိုတွက်လို့ရတယ်ပေါ့အဲနောက်တစ်ချက်ကဘာကိုတွက်လို့ရသေးလဲဆိုတော့ဘာကိုပြောလို့ရသေးလဲဆိုလို့ရှိရင်ခုနကကောက်ရိုးကိုမနှစ်ကကောက်ရိုးတွေကိုလေတေချာမထားဘဲနဲ့ဒီတိုင်းပဲနွားတငုံဝေးနာမှာပုံထားပြီးတော့မှုရိုင်းနေရှိနေတဲ့ကောက်ရိုးကိုလုံးမိတယ်ဆိုလို့ရှိရင်တော့အပြည့်စုံဆုံးရှုံးများပဲနော်အပြည့်စုံဆုံးရှုံးများတတ်တယ်သူကြတော့မှုရိုင်းတွေအရင်တန့် ်မူရိုက်နေအရင်တက်ပေါင်းနေပိုးသားနဲ့စနေနဲ့အတတ်မလားသူဒီမလို့ရှင်အဲနေပူထဲမှာဒီကောက်ကိုအုပ်ထားလိုက်ပလတ်စတစ်အဖြူနဲ့နှစ်ရက်လောက်အုပ်ထားလို့ရှင်မှုရိုက်နေထွက်လာတယ်အဲ့မှုရိုက်နေထွက်ပြီးတော့မှုရိုက်နေတက်ပြီးတော့မှသူကစိုက်ထုတ်လောက်စိုက်ထုတ်လောက်ပြီးပြီဆိုလို့ရှင်စိုက်ထုတ်လောက်တဲ့အချိန်မှာတော့ခုနကဖွဲလူဆရာခိုင်တော့အဲတော့ထုံးเนาะအဲခုနကတကားကြီး အဲတကားရေးပြီးလို့ရှိရင်စခစသဖြင့်ပေါ့နော်အဲအဲ့ဒါလေးကိုပြီးခဲ့တဲ့အဲနှစ်ရက်လောက်ကကျွန်တော်ဟိုမှာဒီအချိုးလေးတင်ထားတာရှိတယ်အဲ့အချိုးတိုင်းပဲနော်အဲ့အချိုးတိုင်းပဲလောက်ပြီးတော့ပေါင်းတဲ့အောင်နှက်ပေါင်းတဲ့အောင်နှက်ပြီးတော့မှစိုက်ထုတ်လုပ်အဲ့ဆိုရင်အဆင်ပြေပါတယ်နော်ကျွန်တော် channel လေးကိုဝင်ရောက်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဝီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြမယ်နော်